အမေရိကန်ရဲ့ပြည်နယ်တန်းနဲ့တောင်ဆူရန်နိုင်ငံတို့ပို့ဆောင်ခံလိုက်ရတဲ့မြန်မာနိုင်ငံသားနှုတ်အလုံးမေမိကလာပါမြန်မာနိုင်ငံမှာဒေါ်နယ်ထရပ်ဆိုရတက်လာပြီးနောက်ပိုင်းမှာတော့နိုင်ငံအတွင်းလူကြုံရေးကြောပြချက်နဲ့ရွှေပြောင်းချေချသူတွေကိုပြည်နေတန်ပေးပြီးတော့သက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်တာတွေလှုပ်ဆောင်လာပါတယ်ဒီလုပ်ငန်းစဉ်တွေကိုတော့အမေရိကန်ဆိုရပြည်တွင်းလူကြုံရေးဌာန DHS ကလှုပ်ဆောင်တာဖြစ်ပါတယ်ဒီလိုပြည်နေတန်ပေးခင်ရရင်ရွှေပြောင်းချေချသူတွေထဲမှာမြန်မာနိုင်ငံသားတွေပါဝင်ပါတယ်မကြသေးခင်ကပဲမြန်မာနိုင်ငံသားနှုတ်ကို DHS က ပြည်နေတန်ပေးလိုက်ကြောင်းထုတ်ပြန်လာပါတယ်သူတို့နှုတ်ကတော့ဥညုံမြင့်နဲ့ဥကြော်များဆိုသူတွေဖြစ်ကြပြီးတော့ရာဇဝဲမှုကျူးလွန်ထားဖို့သူတွေဖြစ်တယ်လို့သိရပါတယ်ဥညုံများဆိုရင်တော့ခုခံနိုင်စွမ်းမရှိသူကိုအပြင်းထန်သောလေပိုင်းဆိုင်ရာစော်ကားမှုနဲ့ထောင်ဆနှစ်နှစ်ကြာနေသူဖြစ်တယ်လို့ဥကြော်များဟာအသက်ဆနှစ်နှစ်အောက်ကလေးငယ်တူကိုမဖွဲမရပြုလုပ်မှုနဲ့ထောင်ဒဏ်ဆနှစ်ကြာမဲ့ခံရသူဖြစ်ပြီးထောင်ကြပြီးလင်းနေကြမှာပဲလူငယ်ချမ်းသာကွယ်နဲ့ပြန်လည်လွတ်မြောက်ထားသူပဲဖြစ်ပါတယ် သူတို့နှစ်ဦးစလုံးကို2025ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်လူမှုဝင်မှုကြီးကြပ်ရေးနဲ့အခွန်ကောက်ဌာနကဖန်ဆီးထားကြတာဖြစ်ပါရည်။ဥညုံမြင့်နဲ့ဥကျော်များတို့ပါဝင်နောက်ထပ်ခြားဥတီကိုယခုတရင်တပတ်အတွင်းမှာပဲအမေရိကန်စိုးရပြည်နေတန်ပေးလိုက်တာဖြစ်ပါရည်။ကြံချဥဟာဆိုရင်တော့ကျူဘာလာအိုမက္ကဆီကိုနဲ့ဗီယက်နမ်နိုင်ငံများမှအမေရိကန်တို့ရွှေ့ပြောင်းနေထိုင်သူများဖြစ်ပြီးသူတို့ကလည်းလူသတ်မှုမှုရဲ့စေဝါရောင်းဝယ်မှုတပြားမှုကိုကျွလွန်ထားသူတွေဖြစ်ကြောင်းအမေရိကန်စိုးရဘက်ကဆိုပါရည်။တောင်စုတဲ့နိုင်ငံအားဆိုရင်တော့လက်ရှိမှာ ှာစစ်မဲ့ဖြစ်ပွားနေတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်။ပြည်နေတဲ့ပေပေတတိယနိုင်ငံသို့ပို့ဆောင်ရမှာယခုလိုတောင်ဆိုတဲ့နိုင်ငံသို့ပို့ဆောင်ခဲ့တဲ့အပေါ်မှာဝေဖန်မှုတွေလည်းရှိလာခဲ့ပါတယ်။တရားရုံးမှတ်တမ်းတွေနဲ့လူဝင်မှုကြီးကြပ်ရေးရှင်းနေတွေကဆိုပါမြန်မာနိုင်ငံသားနှစ်ဦးရဲ့ကျန်နိုင်ငံသားတွေကိုမေလ20ရက်နေ့မှာလေကြောင်းကနေတဆင့်တောင်ဆိုတဲ့သို့ပို့ဆောင်ခဲ့ကြောင်းတည်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုမက်ဆာချူးဆက်ပြည်နယ်ဘော့စတုန်မြို့ရှိ KI တရားရုံးမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရေးပေါ်ကြားနာပွဲတစ်ခုလည်းပြုလုပ်ခဲ့ပါရီ KI တရားသူကြီး Ryan Murphy ကအမေရိကန်ပြည်တွင်းလုံခြုံရေးဌာနဟာရွှေပြောင်းနေထိုင်သူများကိုတတိယနိုင်ငံအများဆုံးမပို့မီချိုတင်အသည့်ပေးရန်နဲ့ဥပဒေကြောင်းအရကာကွယ်ပေးရမည်ဆိုတဲ့တရားရုံးမိကိုချိုးဖောက်ခဲ့ခြင်းဖြစ်တယ်လို့ပြင်းထန်စွာဝေဖန်ခဲ့ပါရီ တည်မှုမှာ DHS ရဲ့လောက်ရတရားဒီတရားရုံးနဲ့အမိန့်ကိုပြန်မေးစရာမလိုအောင်ကိုချိုးပေါက်တာဖြစ်တယ်လို့ KI တရားသူကြီးမာဖီကပြောပါရီလက်ရှိမှာတောင်စုဒန်တို့ပြည်နေတဲ့ပေးခံရတဲ့မြန်မာနိုင်ငံသားနှုတ်ပါဝေးစံနေသူတွေရဲ့လက်ရှိခြေအနေနဲ့ဘေးရန်ရဲ့ကင်းရှင်းမှုတို့ကို DHS ဘက်ကထုတ်ပြန်တာမျိုးမရှိသေးပါဘူးကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်